အဲ့ဒါတပည့်တော်ဒီနမောဗုဒ္ဓါယသိတ္တံနဲ့ဒီ၅ချက်ကိုယူလိုက်မယ်ဟမ်ဒီနမောဗုဒ္ဓါယသိတ္တံကိုအပေါ်အောက်တစ်ခုစီထည့်တာလိုက်ယူရမှာပေါ့သုံးခုပဲယူရမှာနမောဗုဒ္ဓါယသိတ္တံနမောဗုဒ္ဓတ္တနမောဓမ္မတ္တနမောတန်ခတ္တဒီသုံးခုတွေယူရမှာအဲ့ဒီအဲ့ဒီသုံးခုကလည်းဘုရားရှိခိုးပဲမှန်ပါဗျာဒါလည်းဘုရားရှိခိုးပဲသုံးခုယူတော့မှန်ပါဆရာတော် ဟဲ့လားဒီတတိယတော့နောင်ကျတော့ပုံနှိပ်တဲ့ခါမလွဲအောင်ပါတတိယတို့ဟွာဆုံးတကာလေးရသူ့သားလေးတွေတာမဏေပြုနေပါလေတတိယတို့ဖရာဘက်ကိုရိုက်ကူးရင်းဆောင်ရပါမယ်ကျင်နမောဗုဒ္ဓသာနမောဓမ္မသာနမောသံဃသာဆိုတာကဟိုဘုန်းကြီးတို့တိုတဲ့နေမှာပါတာဟိုသုတ္တနေမှာပါတာပါမဆရာဟိုကလေးရညာညာအိမ်မပြောတော့နိုးနေတော့ လူကြီးတွေကလှုပ်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 နဲ့လှုပ်လူကြီးကငေါ့ပါမှန်ပါဗျာငေါ့ကကလေးကသူ့အဖိုးကိုပြောတာအဖိုးကျုပ်ကညကြအေးရတဲ့နိုးနေတယ်ဆိုရင်ကြောက်တတ်တယ်မှန်ပါဗျာစေသေးရဲ့ကြောက်တယ်မှန်ပါဗျာဒါစေသေးရဲ့နိုင်ရကထားရှင်ပြေသမဟာဆိုတာဒီဖျားရှိကိုကိုပြေလိုက်တာမှန်ပါဗျာနမောဗုဒ္ဓသာနမောဓမ္မသာနမောသံဃသာဒီကလေးဝင်ပြေတာ ကလေးကလည်းကြောက်တော့ဒါကိုအမြဲတမ်းရွတ်မှန်ပါဆရာအမြဲတမ်းရွတ်ဒီတနေ့ကြတော့သူ့ဘယ်အထင်ကုန်သမားဆိုတော့မြို့ထင်းရောင်းလာတာမှန်ပါဆရာထင်းရောင်းလာတဲ့ကကျတော့သူကလိုက်ချင်တယ်ဆိုတော့သူ့ဘယ်မလိုက်ခဲ့ပါနဲ့ကွာအမင်းတယောက်ပဲဖြစ်နေတယ်ဆိုတော့ဟိုမဟုတ်ဘူးလိုက်ချင်တယ်ဆိုတော့လိုက်သွားမှန်ပါလိုက်သွားတဲ့ကကျတော့ ညနေဆောင်လောက်ရောက်တဲ့အခါကျတော့နွားကလွတ်ထားတာပေါ့။အမှန်ပဲ။နွားကလွတ်ထားတော့ညနေလောက်ရောက်တော့မြို့ထဲကနွားတွေကမြို့ထဲပြန်လာ။အမှန်ပဲ။ပြန်တော့သူတို့နွားတွေလည်းမြို့ထဲပါသွား။အမှန်ပဲ။မြို့ဝန်နွားတွေလည်းပါသွား။အမှန်ပဲ။ပါသွားတော့ငါးသမီးဒီနေ့ကဲအဖေသမားတွေသွားကြည့်အောင်မယ်ဆိုတော့နွားတွေကြည့်တော့အဲ့ဒီလူတွေကခင်ဗျားတို့နွားတွေ မြူတဲ့နွားတွေနဲ့ကျူကျူရောပါပါလိမ့်မယ်ထင်တယ်ဆိုတော့အဲ့ဒီမြူတဲ့လိုက်တာပါမှန်ပါဆရာလိုက်တော့ရှိရမြူတွေကစကားပိတ်တယ်မှန်ပါဆရာပိတ်တော့သူသူကမလာနိုင်တော့ဘူးမှန်ပါမလာနိုင်တော့ကလေးကအဖေလည်းမလာဖေလည်းမလာနဲ့စောင်းရင်အဲ့ကျန်တော့လှဲအောင်ဝင်ပြီးတော့သောင်းကြောင်နေတိုင်းပြီးတော့နမောဗုဒ္ဓသာနမောဓမ္မသာ နမောသံဃာတလို့သုံးကြည့်ပြုပြီးတော့လဲအောင်အဲ့ကြာမှန်ပါအဲ့တော့ဒီကလေးရွတ်တဲ့အသံကိုနတ်ကကြားတယ်မှန်ပါကြားတဲ့ခါကျတော့ဟာကလေးတွေကငငယ်လေးရှိသေးတယ်ယရနာသုံးပါးနဲ့နေတာပါလားအဲ့ဆိုတော့ငါမှတောင်းဝန်ရှိတယ်မနေပါဘူးပေါ့မှန်ပါအဲ့တော့ဒီကလေးကိုကစောင့်ရလိမ့်မယ်ဆိုပြီးတော့မစောင့်နေတာမှန်ပါနော်မှန်ပါနတ်ကသူစောင့်နေတယ် သောင်းနေတဲ့ခါကျတော့ညကျတော့အသားစားတဲ့ဘလူးကလာတာပေါ့အသားအသားစားတဲ့ဘလူးကလာတဲ့ခါကျတော့ဟုတ်ကဲ့သောင်းနေနာကနေရတဲ့နေရာကနေတော့သူကဒီကလေးတွေလဲပြီးလိုက်ရှာတာနောက်လဲအောင်ကြတော့ဟာအတအတော်ပဲဟာဒီရွယ်လေးဆိုတာသိကောင်းတာပဲဆိုတော့သူကဖတ်ကနေတော့ကလေးပုတ်လိုက်တာ ်ပုတ်လိုက်တော့ကလေးရရောင်းတာမှန်ပါဗျာအသေးချာဆောင်ရွတ်တာမဟုတ်ဘူးမှန်ပါอืมနမဗုဒ္ဓသာနမောဓမ္မသာနမောသံဃသာဆိုရောင်းတော့သူကပြေးတာမှန်ပါပြေးတဲ့အခါကျတော့အဲ့ဒီနတ်ကသူ့ခေါ်ယူတာတော့လာတယ်ဟုတ်ဘာဖြစ်လို့ပြေးတာလဲအာဒီကလေးရွတ်တာက မီးလိုကိုပုံလို့မခံနိုင်လို့ပြေးတာဆိုတော့သင်ယန္နာသုံးပါးနေတဲ့ကလေးကို သင်္ဆောကမေပြီးတော့အဲ့ဒါသူ့မေးမြန်ပြီးတော့သူ့လိုအပ်တဲ့ပစ္စည်းကိုရှားပေးပြီးတော့ပေါ့လေတော့မှတို့ရှုလိုက်လို့ဆိုတော့အဲ့ကလေးမင်းဘာလို့ကျန်တော့ကွယ်သူ့ဘာမှမလို့ရှင်မဘူးဗျာအဖေရတဲ့ပြန်မလာတော့ထမင်းတော့စားတယ်ဆိုတော့အေးအေးငါယူပေးမယ်ဆိုပြီးတော့ဘလူးကဘလူးဆိုတာအတန်ကြောက်ချက်တရားခေါင်းလာတာဟုတ်ပါလားဟုတ်ပါ မခုံးကပါဘူးဟိုကမြူယူပြရညောင်မင်းကြီးနေတက်ပြတော့အောက်ထောက်နေတဲ့အကန်ကနေအောက်ဆင်းသွားပြီးတော့အဲ့ဒီစဖိုးကြောင်မှန်ပါဘူးလိုက်ကြည့်တာမှန်ပါကြည့်တဲ့အခါကျတော့မင်းကြဟင်းကြနေတွေ့မှန်ပါဆရာတွေ့တော့သူကဒီပကံနဲ့ထည့်ပေးရင်ကတော့ပကံနဲ့ဘယ်သူမှလည်းရှာမှာမဟုတ်ဘူးမှန်ပါ ဒီကလေးလည်းဆုလာရမှာလို့အဲ့ဒါတခုခုနဲ့ထည့်ပြီးတော့ဒီကလေးလည်းဆုလာရစေချင်တယ်ဆိုတော့ဒီပြင်းရဲ့မျက်နှာကွက်လိုက်ရှာတာမှန်ပါပါပြင်းရဲ့မျက်နှာကွက်လိုက်ရှာတော့အဲ့ဒီရှူကွက်တွေ့တော့ရှူကွက်တဲကူသမင်းတို့ဟင်းတို့ထည့်ပြီးတော့ယူသွားတာမှန်ပါပါယူသွားပြီးတော့အဲ့ဒီပြင်းမဲ့ရောက်တဲ့ခါကျတော့မယိုးမှန်က မယိုးကန်းကိုချိုးပြီးတော့မယိုးကြီးနဲ့ဤဆွေခွက်သည်ချင်းဖို့သမသာအဖယူခြင်းမဟုတ်အကျုံတို့ဘလူးယူပေးစားတယ်ဆိုတဲ့အကြောင်းမှန်ပါရေးတာမှန်ပါရေးတာတော့မနေ့ကျတော့မျက်နှာသစ်ခွက်ပြသွားလို့မောင်ကြီးနှင်ခပြီးတော့လေးပြန်လေးရရှားရမယ်ဆိုတော့အရင်ရှားတော့အဲ့ဒီလှဲနာသွားတဲ့ခါကျတော့တွေ့တယ်မှန်ပါတွေ့တော့ကောက်ကြည့် ်ကလေးရလည်းပြုတ်ကောင်းမမပြုတ်ဆိုသမီးစားတာပဲအဒီနာရင်ပြစ်ထားမှန်ပါနော်ဟိုကကောက်ပြီးတော့ကြည့်ရကြတာဟာဒါပြုတ်ခွက်ဟာနန်းတော်ကပြုတ်ခွက်ပဲကလေးမင်းဘယ်လိုလဲလာတာပြုတ်ခွေးနဲ့လာတာပါဗျာမင်းဘယ်ခုပဲမလို့နွားရီမျိုးတဲ့ဝင်သွားလို့မိဘနွားရီနဲ့ရောလိုက်သွားလို့ညနေတည်းကနွားသွားရတာကိုတိတိပြန်မလာနိုင်ဘူးဆိုတာ ဒီခွက်ကဘုရားမဲ့မဲ့ယူပေးတာညာလူကြီးတယောက်ကမဲလို့အဲကလေးမဲမလို့ကျန်တော့ဆိုတော့ဘာမှမလို့ကျမဘူးသမင်းတော့မစားသေးလို့သမင်းတော့စားတယ်ဆိုတော့လူကြီးတယောက်ကယူပေးတာပါဆိုတော့အာမဟုတ်ဘူးမဲအပြေပြရမယ်လာမင်းရောလိုက်ခဲ့ဆိုခေါ်တော့ကလေးကသူမဟုတ်တဲ့အကြောင်းပြောပြီးတော့ဟေ့အော်လို့လာမှာဟုတ်ပါဘူးနားနဲ့ ။ဘုရင်ရှိတော်သွားလိုက်တာ။မှန်လားဗျာဘုရားဘုန်းတော်ကြောင့်သူကခိုးတော်တဲ့ကိုမိပါပြီဗျာဆိုကလေးလေးရတယ်။သူမြူတဲ့အကြောင်းပြောတာဘူး။ပြောတော့ဘုရားအဲ့ကလေးမငုံနဲ့မငုံနဲ့မင်းဘလူးနဲ့လာတာတော့မင်းမင်းဖေနဲ့ဖေနဲ့လာတာပါဘူး။မင်းဖေရယူပေးတာမဟုတ်လားခုစားဖေရယူပေးတာမဟုတ်ပါဘူးလူကြီးတယောက်ကညာယူပေးတာမဟုတ်လား ွှေခွက်ကဒီရွှေခွက်တော့ဟုတ်ကဲ့လားအစ်ကျကြည့်သမ်းပါဆိုတော့အစ်ကလူဆက်လိုက်တော့ကြည့်ကြကြတာဒီစားတွေ့တာကိုမှန်ပါမယူးစင်းနဲ့ရေးပြီးတော့ပြာနဲ့ထုတ်လိုက်တော့စားထဲနာမှန်ပါဒါကြောက်ပါတော့ဟာဘလူးရတာဒါယူပေးရတယ်ဒီကလေးမင်းပြေးရွတ်တာလားပြေးကြ မရွတ်တတ်ပါဘူးမမန္တန်တို့ကာထာတို့ရှိသလားမန္တန်တို့ကာထာတို့လည်းမရှိပါဘူးအဲ့တော့မင်းဘာလုပ်တတ်တယ်သူကစစင်းကြီးကြောက်တယ်လို့အဖိုးကပြောကြတဲ့ဟာကကြောက်ပဲရွတ်ပါတယ်ဆိုတာအမြင်ရွတ်ပြသမှာဆိုတော့နမောဗုဒ္ဓသာနမောဓမ္မသာနမောသံဃသာလို့ရွတ်တာကိုဒီရန်ကခုရေးခိုင်း ရေကမ်းတော့ပညာရှိအမတ်ကိုခေါ်ခေါ်ပြီးတော့ဒါကိုဘာသာပြန်သားမှာလို့ဆိုတော့နမောဘုဒ္ဓသာဘုဒ္ဓသာမြတ်စွာဘုရားနမောရူသိမြတ်တို့လက်ဆောင်ငုံ၍ဘုရားတပည့်တော်ရှေခိုးကရောဟာဤရှင်ဘုရားနမောဓမ္မသာဓမ္မသာမေတိတံဖို့လေးတံနိဗ္ဗာန်ပရိယကိုပါဆယ်ပါသောတရားတော်များဘုရား နမောရုပ်သိမြတ်နုလက်ဆုံးငုံ၍ခရာတပိရောရှိခိုးကြတော်ပါ၏အရှင်ဘုရားနမောသံဃာတာသံဃာတာအရိယာရှိဖို့သံဃာတော်အရှင်မြတ်ကိုနမောရုပ်သိမြတ်နုလက်ဆုံးငုံ၍ခရာတပိရောရှိခိုးကြတော်ပါ၏အရှင်ဘုရားဆိုတော့အာဒါယသနာသုံးပါးကြတော်တဲ့ပါထားပဲဆိုဆိုတော့အင်းတင်ရင်က ခုတော့လာတော်စီဆောင်ပြေးလိုက်တာမှန်ပါဘူးဒါတော့လူတွေလည်းပဲတေးအင်းကိုခုနှစ်ရက်ခုနှစ်ရက်ရေးပြီးတော့ပေါ့လေကျဲလက်ကဝေရမယ်ပေါ့အဲ့ဒါဒီကံသူ့နိုင်ငံကြီးနိုင်ငံသားကြီးမှန်ပါဘူးဒီအရေလိုအရေလိုမှန်ပါဆရာ